မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 10ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်စခန်းသိမ်းတိုက်ပွဲသတင်းကတော့မကွေတိုင်းမြန်မြို့အနီးမှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့ကင်းစခန်းကိုတိုက်ခိုက်သိမ်းပိုက်ရောက်စစ်သား2ဦးသေဆုံးပြီးတော့3ဦးကိုအရှင်ဖမ်းဆီးရမိကတနက်3လက်သိမ်းဆီးရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဒီကနေ့ဩဂတ်စ်လ10ရက်နေ့မနက်9:00နာရီခန့်အချိန်မှာမြိုင်းမြို့အနီးမှာရှိတဲ့အကြမ်းမစစ်တပ်ရဲ့ကင်းစခန်းတစ်ခုကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့များကတိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့သိရပါဗျ။အဲ့ဒီတိုက်ခိုက်မှုအတွဲမှာစစ်ခွေးတကောင်တေဆုံးပြီးတော့3ဦးကိုအရှင်ဖမ်းဆီးနိုင်ခဲ့ပြီး G3 တပ်နဲ့3လက် 7.62G အမြောက်အများကိုလည်းသိမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။ကင်းစခန်းတစ်ခုကိုတိုက်ခိုက်ခဲ့တာပါ။စခန်းသိမ်းနိုင်ခဲ့ပါတယ်။ G3 တပ်နဲ့3လက်နဲ့ 7.62G တွေလည်းအများကြီးသိမ်းပိုက်နိုင်ခဲ့တယ်။စစ်တုံးမှန်း3ဦးကိုလည်းအရှင်ဖမ်းဆီးရမိခဲ့တယ်။ကြံတဲ့ကောင်တွေကတော့ထွက်ပြေးသွားတယ် တိုက်ပွဲအတွင်းမှာစစ်ခွေးတကောင်တေဆုံးသွားပါတယ်အဲ့ဒီစခန်းကိုမနေ့7ရက်နေ့ခွဲလောက်မှာအပိသက်တိမ့်ပိုင်နိုင်ခဲ့တာပါလို့တိုက်ပွဲအတွင်းမှာပါဝင်ခဲ့တဲ့ရဲဘော်တအုပ်ကရှင်းပြထားပါတယ်၎င်းတိုက်ခတ်မှုကိုမြိုင်ပကဖာပေါ့မြွနဲ့မြောက်ပိုင်းပကဖာနဲ့ပေါ့မြွနဲ့ပြည်သူ့ကာကွယ်အဖွဲ့အပါအဝင်တော်လိုင်းမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့တိုက်ပွဲအတွင်းမှာစစ်ခွေးတွေဘက်ကစက်တပ်၄ထီးများဂျက်ဖိုက်တာများနဲ့လဲဘုံကျဲတိုက်ခတ်မှုတွေလှုပ်ဆောင်သွားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်လမ်းကျယ်ကျေးရွာမှာနာယီအခမ်းအနားပြုလုပ်နေတဲ့အချိန်အကြမ်းဖက်စစ်ခွေးတပ်ကအသေးကန် drone jet fighter တို့နဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရာပြည်သူ၁၂ဦးသေဆုံးပြီးတော့အယောက်၄၀ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ်ဩဂတ်စ်လ10ရက်နေ့မနက်7:00နာရီခန့်ကတပိတ်ချင်းမြို့နယ်လမ်းကျကျကျေးရွာမှာရှိတဲ့နေအိမ်တအိမ်မှာနာရေးရက်လေအခမ်းအနားပြုလုပ်နေတဲ့အချိန်အကြမ်းဖက်စစ်ခွေးတပ်ကအသေးခံ drone ဒဇင်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရာပြည်သူ၁၂ဦးသေဆုံးပြီးတော့အယောက်၄၀ခန့်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗါးနာရေးအိမ်ကိုဘုံကျဲသွားတာလမ်းကျကျကျေးရွာမှာပါလူအုပ်ထဲကိုကျလို့ဆယ်ဦးကတော့အခန်းပြက်ပွားရနေရာမှာတည်းပဲပွဲချင်းပြီးတိတ်ဆုံးသွားပါတယ်။ဒဏ်ရာရတဲ့သူကအယောက်၄၀လောက်ရှိတယ် မနေ့ကတအုပ်သေးသွားတယ်မှတ်တမ်းဓာတ်ပုံတွေလည်းမရသေးဘူးအသေးစိတ်တော့မသိရသေးဘူးလို့ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးကတာဝန်ရှိသူကိုအော်စမွန်ကသတင်းပေးပို့ပြောကြားထားပါဗျာအခုလိုမျိုးအသေးခံ drone နဲ့တိုက်ခိုက်ပြီးတဲ့နောက်မနက်၈နာရီခွဲလောက်မှလည်းဂျမတ်စစ်ခွေးတပ်ရဲ့ဒရုန်းကနေတက်လာတဲ့ jet fighter ဒဇီးနဲ့ပေါင်900ဘုံကျဲချတိုက်ခိုက်ခဲ့ရာနေအိမ်6လုံးထိခိုက်ပျက်စီးသွားတယ်လို့သိရပါဗျာလမ်းကျဲကျစ်ကြီးရွာဟာတိုက်ပွဲတွေဖြစ်နေတဲ့9မိုင်ကြီးရွာတောင်ဘက်2မိုင်နီးပါးအကွာအဝေးမှာတည်ရှိပြီးတော့အင်ဂျင်200ကျော်ရှိတယ်လို့သိရပါဗျာ အကြမ်းဖက်စစ်ခွေးတပ်ကပြည်သူလူထုကိုရည်ရွယ်ချက်ရှိရှိနဲ့ပြစ်မှတ်ထားတာလေကြောင်း drone လက်နက်ကြီးများနဲ့ဘုံကျဲတိုက်ခိုက်နေတဲ့အတွက်ကြောင့်ပြည်သူများအနေနဲ့စစ်ရေးအသည့်တရိပ်ရှိစွာနဲ့နေထိုင်ပေးကြပါရန်နဲ့လေကြောင်းရန်ကောက်ဝဲဆိုင်ရာနီးလမ်းများကိုလိုက်နာကျင့်သုံးပေးကြပါရန်တိုက်တွန်းထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဗကူတိုင်းကြောက်ကြီးမြို့နယ်ညောင်မင်သာကြီးရွာကပြည်သူအယောက်20ကိုစစ်တပ်ကတပ်ဖြတ်မှုမှာခါလိုက်ရ48ကတရင်မုံမြင်းစော်ကဥဆောင်ပြီးတော့ကျူးလွန်ခဲ့တယ်လို့စစ်တုံးမန်တပ်သားလွေဦးကဝန်ခံပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်2023ခုနှစ်မေလ10ရက်နေ့ညနေ9:20မိနစ်အချိန်မှာ အချက်ပဲစစ်ခွေးတက်ကညောင်မင်းသားရွာကိုဝင်ရောက်လာပြီးတော့ခြေရွာနေပြည်သူများကိုတစားကန်အဖြစ်နဲ့ဖမ်းဆီးခဲ့ပြီးကျိုးနဲ့ချီကအဆုနှစ်ဆုခွဲပြီးတော့ကလေး၄ဦးအမျိုးသမီး၁၂ဦးအပါအဝင် ပြည်သူ၁၉ဦးကိုမိရှုတပ်ဖြတ်ခဲ့တယ်လို့သိရပါဗါဒါအပြင်ရွာသား၁ဦးကိုလည်းရွာရဲ့တင်းကျိုင်းဝင်းအတွင်အချက်ပဲစစ်ခွေးတက်က ဆအိုတွေကိုဒုတ်ထိုးသွင်းပြီးတော့ရက်ဆက်စွာညှင်းမှန်နှိပ်ဆက်တက်ပြခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတက်ပြမှုကိုခလာရ48ကတည်ရင်မှုမြင့်စော်ကဥဆောင်ကျွလွန်ငယ်ချင်းဖြစ်ပြီးတော့တက်ချက်ကြီးဒုတက်ချက်များတက်ချက်စီကျူဘိုလေးစေးတက်သားတက်ချက်နဲ့ရဲဝော်များပါဝင်တယ်လို့သိရပါတယ်။ပထမအဦးဆုံးအဲ့ဒီညဖြစ်တာကចောင်းသူចောင်းသားတွေဆယ်တန်းဆောင်ပွဲဖြေဖို့အတွက်ဆီယမတွေကကျွန်တော်တို့48ခလာရအဖွဲနဲ့၄၃ကိုခမရအဖွဲကိုအခုကြီးတောင်းထားတယ်။ចောင်းသားတွေရဲ့လုံခြုံရေးဆိုပြီးတော့ အဲ့ဒီနေ့က48အဖွဲ့ကသွားတယ်ကျွန်တော်တို့အဖွဲ့ကမနက်ဖြန်လောက်မှလိုက်မှာ48အဖွဲ့သွားတဲ့အချိန်မှာစစ်ပွဲတွေဖြစ်တယ်လို့ပြောတယ်မိရှို့တယ် KNU ကရှို့သွားတယ်လို့သူတို့ကပြောတယ် KNU ကရွာကုန်မိရှို့တဲ့အချိန်48အဖွဲ့ကဝင်လုံးတယ်မနိုင်ဘူးလုံးလုံးတော့မကြဘူး၄3ကိုကိုအမြန်ရောက်ဖို့အတွက်ဆင့်ခေါ်တယ်ကျွန်တော်တို့ကညာတွင်ချင်းကြီးသွားတဲ့အချိန်မှာ48အဖွဲ့ကမရှိကြတော့ဘူးအကုန်လုံးစုပ်ပြေးကုန်ပြီညာတွင်ချင်းကြီးသွားတဲ့အချိန်မှာရွာသားတွေကတော်တော်များများမရှိကြတော့ဘူးတယောက်စားနှစ်ယောက်စားလောက်ပဲကြံတော့တယ်ကျွန်တော်တို့ကရွာထဲကိုဝင်တဲ့အချိန်မှာတိုက်ပွဲကစဖြစ်နေပြီး ဖြစ်တယ်ဆိုတာကြီးကြီးမားမားတော့မဟုတ်ပါဘူးလာပြစ်ပြီးတော့ပြန်ပြေးသွားတယ်အဲ့လောက်ပဲရှိတာပါခဏနေ9နာရီလောက်မှာဒုက္ကတက်လာတယ်ဒုတိသွားတော့ကျွန်တော်တို့လိုင်းကန်းထဲမှာဝင်နေလိုက်တယ်ဒုတက်ရင်မူဗလီတန်းနိုင်တဲ့အတူတနေကုန်လဲဘာမှမထူးကြပဲနဲ့ဒီလိုပဲနေနေတယ်ညနေပိုင်း6နာရီလောက်မှာရွာရဲ့မြောက်ဘက်ကစနိုက်ပါနဲ့ပြစ်တယ်လာပြစ်တော့အဖတန်းနိုင်ကဖျောက်စီပုံးနေယူ ဒီဟာနဲ့ထုအဲ့ဒီအိမ်ကိုမိရှုပ်ပစ်တဲ့အဲ့ဒီတော့ကပြည်သူတွေမပါသွားဘူးဒီ48အဖွဲ့ထဲမှာပဲပြည်သူတွေပါသွားတယ်48အဖွဲ့မိရှုပ်တဲ့ထဲမှာပြည်သူတွေပါလားမပါလားကိုယ်တိုင်မမြင်ရပေမဲ့အခုလက်ရှိဓာတ်ပုံထဲမှာတွေ့ရတာကတော့ပြည်သူတွေပါနေတယ်လို့ပြည်သူများကိုအစုလိုက်အပြုတ်လိုက်တတ်ဖြတ်ခဲ့တဲ့ဖြစ်စဉ်ကိုစစ်တုံးမန်းတပ်သားလွင်ဦးကပြောဆိုထားပါတယ်ပြည်သူများကိုတတ်ဖြတ်ပြီးတဲ့နောက်တပ်သားများကပြည်သူတွေကိုတတ်ဖြတ်ခြင်းဟာတရင်ပေးခြင်းကြောင့်ဖြစ်တယ်ဆိုပြီးတော့ပြောဆိုတမ်းကိုကြားခဲ့ရကြောင်း စစ်တုံမန်းတပ်သားလွင်ဦးကပြောဆိုထားပါဗျ။တေးမှာပေါ့သတင်းပေးတာကိုမေးတာဖြေမှမဖြေတာအဲ့ဒီလိုပြောတဲ့ဟာတွေရှိပါတယ်။ပြည်သူတွေကိုတခါမှနိုင်ထက်စင်းနဲ့မလုပ်ဘူးတော့ကိုယ်ရင်ထဲမှာမကောင်းပါဘူး။လုံလဲမလုပ်တင်ဘူးလို့ကျွန်တော်ပြောချင်ပါတယ်လို့စစ်တုံမန်းတပ်သားလွင်ဦးကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်စီရေးသတင်းကတော့ကရင်ပြည်နယ်မြောက်ရီအာရှလမ်းပိုင်းကိုအကြမ်းဖက်စစ်တပ်ကပြန်လည်ထိန်းချုပ်နိုင်ရန် DKBA ဗိုလ်ပြီးနယ်ဗိုလ်သားဝဲအဖွဲ့ကိုလက်နက်တပ်ဆင်ပေးထားပြီးတော့စစ်ကြောင်းထိုးရန်ပြင်ဆင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ9ရက်နေ့မှာ ဖန်တက်မှ22က DKBA ဘိုးပြင်းနဲ့ဘိုးဓာဝင်းအဖွဲ့ကိုစစ်တပ်ကလက်နက်ခဲရအမြောင်အများပို့ဆောင်ပေးပြီးတော့မြောက်ဝတီအာရှလမ်းမိုင်းကိုထိုးစစ်ဆင်ရန်ပြင်ဆင်ခိုင်းနေတယ်လို့သိရပါတယ်အလားတူပဲအကြမ်းဖက်စစ်တပ်က drone တပ်ဖွဲ့ rocket အမြောက်တပ်ဖွဲ့လက်နက်ကြီးများအပါအဝင်လူအင်အားတထောင်ခန့်နဲ့ BGF နဲ့ KNL PC ထိန်းချုပ်ထားတယ်နဘူးမြပရိုင်းရင်ခွေးတောင်ရေလေကုန်းကြီးရွာများကနေကော့ကရိတ်ဘက်ကိုလည်းအင်အားအများပြားနဲ့ဖြည့်တင်းနေတယ်လို့သိရပါတယ်အဲ့ဒီစစ်ခွေးစစ်ကြောင်းများကို KNL မဟာမိတ်တပ်ဖွဲ့များဘက်ကလည ်ပြန်လည်ခုခံတိုက်ခိုက်ရန်အသင့်ပြင်ဆင်နေပြီးတော့တိုက်ပွဲများပြင်းထန်နိုင်ကဩဂတ်လ15ရက်နေ့ဝင်းကျင်မှာစစ်တပ်ကလေရင် drone လက်နက်ကြီးများနဲ့မြေပြင်မှာကြားထိုးတက်ပြီးတော့တိုက်ခိုက်ရန်ပြင်ဆင်နေကြတယ်လို့သိရပါဗျ။စစ်ခွေးတပ်ရဲ့ထိုးစစ်ကို KNL မဟာမိတ်တပ်တွေကတိုက်ခိုက်ဖို့အသင့်ဆောင်ဆိုင်နေကြပါတယ်တိုက်ပွဲတွေပြင်းထန်လာနိုင်တဲ့ KNL ဘက်ကပြောတာကတော့စစ်ခွေးဆိုတာစစ်တပ်ရင်တော့သူတိုက်ကိုတိုက်တိုက်ဖို့ပဲစောင့်နေတယ်တက်လာလို့ရမလားတက်ပြန်လန်သွားမလားဆိုတာကတော့တိုက်ကြည့်မှပဲသိရမယ်လို့ဒေသတော်လိုက်သတင်းရင်းမြစ်ကပြောဆိုထားပါတယ် ဒါအပြင်ကရင်ပြည်နယ်ကြုံတိုးကော့ကရိတ်လမ်းပိုင်းမှာလည်းအကြမ်းဖက်စစ်ခွေးတပ်က KNL နဲ့ PDF များကြေးရွာများအနီးမှာကပ်မလာနိုင်ရန်ဆိုပြီးတော့လမ်းပိုင်းတစ်လျှောက်မှာရှိတဲ့ရွာများကိုလက်နက်ကြီးများ drone များနဲ့နေစဉ်လိုလိုဖျက်ဆီးနေပြီးနေအိမ်ထဲမှာရှိတဲ့ပစ္စည်းများကိုလည်းစစ်ခွေးတွေကစိတ်ကြယူဆောင်နေတယ်လို့သိရပါတယ်ကော့ကရိတ်ကောင်းမှုရွာဘက်မှာလည်းထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေပြီးတော့စစ်တပ်ဘက်ကလက်နက်ကြီးများနဲ့ဇက်တိုက်ပစ်ခတ်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သကိုင်းတိုင်းမြင်းမှုမြို့နယ်မှာအကြမ်းဖက်စစ်တပ်အထိုင်ချတပ်ဆွဲထားတဲ့မြောင်းလန်းခွဲနယ်အလကပရွာကို drone နဲ့ဘုံးကျဲတိုက်ခိုက်ခဲ့ရာစစ်ခွေးတွေဘက်ကနှစ်ကောင်သိမ်းဆုံးနိုင်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ၈ရက်နေ့နေ့လယ်၁၂နာရီခွဲခန့်အချိန်မှာမြင်းမှုမြို့နယ်မြောင်းလန်းခွဲမှာအထိုင်ချတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ခွေးများကိုတော်လိုင်းတပ်ဖွဲ့များက drone နဲ့ဘုံသီး6လုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ခွေးတွေဘက်ကလက်နက်ကြီးများနဲ့ပြန်လည်ပစ်ခတ်ခဲ့တော့လေ။အကြမ်းဖက်စစ်သားများထိခိုက်ဒေဆုံးမှုအရေအတွက်ကိုတော့အတိပြုနိုင်ခြင်းမရှိသေးပဲတော်လိုင်းရဲဘော်တွေကတော့အထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။အလားတူပဲအဲ့ဒီနေ့ညနေ9:00နာရီခွဲကနေ6:00နာရီအထိအလကပရွာကိုစုဖျားထဲမှာယာယီအထိုင်ချတပ်ဆွဲထားတဲ့စစ်ခွေးတွေကိုလည်း drone နဲ့ဘုံဒီ၃လုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ ၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ခွေး9កောင်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့နောက်ဦးကတော့အပြင်းထန်ဒဏ်ရာရရှိပြီးသေဆုံးနိုင်တယ်လို့သိရပါတယ်။အဲ့ဒီနေရာတွေကစစ်ခွေးတွေအထိုင်ချထားပြီးတော့တပ်ဆွဲထားတဲ့နေရာတွေပါ။သူတို့ကမထင်မထင်တလို့ပြည်သူပိုင်ကားတွေစီကနေပြီးတော့ပစ္စည်းတွေကိုယူပါတယ်။ဂိတ်ကြီးကောက်တာမျိုးတွေလုပ်ပါတယ်။ပြီးတော့ဒီကောင်တွေရဲ့စခန်းအနီးအနားကရွာတွေကိုလည်းမီးရှို့တာမျိုးတွေလုပ်ပါတယ်။၎င်းတိုက်ခိုက်မှုမှာစစ်ခွေး9កောင်ဒဏ်ရာရပြီးတော့2កောင်ကတော့တေနိုင်တယ်လို့ ်မြောင် drone force mdf ကတာဝန်ခံကြားခင်စိန်က ရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္သာရီတိုင်းလောင်းလုံးမြို့နယ်မှာခလာရ104ကစစ်သားတအုပ်ဟာလက်နက်ခဲများကိုယူဆောင်လာပြီးတော့အလင်းဝင်ရောက်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ9ရက်နေ့မှာလောင်းလုံးမြို့နယ်ခလာရ104တပ်ရဲ့ 0.1500တပ်စခန်းကတပ်သားမင်းထန်နိုင်ဟာ KNL မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL တပ်မဟာ၄တရင်30ထမ်းမှာလက်နက်ခဲအများကိုယူဆောင်လာပြီးတော့အလင်းဝင်ရောက်ခဲ့တယ်လို့သိရပါဗါးအလင်းဝင်လာတဲ့တပ်သားမင်းထန်နိုင်ဟာ MA1 တနက်တလကြီးစံ30တောင်းကြီးပေါက်တစ်ခုတို့ကိုယူဆောင်လာတယ်လို့သိရပါဗါး အလားတူပဲမန္တလေးတိုင်းတောင်သာမြို့နယ်မှာလည်းခမာယာ14တရင်ကစစ်သားရဲနိုင်ထုံးကိုအရှင်ဖမ်းဆီးရမိခဲ့ကြောင်းတောင်သာမြို့နယ်ပကဖကထုတ်ပြန်ထားပါတယ်။ဩဂတ်စ်လ10ရက်နေ့မှာခမာယာ14တရင်ကတပ်သားရဲနိုင်ထုံးကိုတောင်သာမြို့နယ်ပကဖရဲဘော်များကတောင်သာမြို့နယ်လမ်းပိုင်းတနေရာမှာဖမ်းဆီးရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆလာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တာယာဝတီအချင်းထောင်ကနေပြီးတော့လွတ်ရဆေးလို့ပြန်လွတ်လာတဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုလူငယ်တာဝန်ခံကို အကျန့်ဖတ်စိတ်ခွေးတက်ကထောင်ဘူးဝမာရင်ပြန်လဲဖမ်းဆီးသွားပြီးတော့အခုလိုလွတ်ပေးလိုက်ပြီးမှပြန်အဖမ်းခံရသူစုစုပေါင်းအယောက်80ကျော်ရှိလာပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ9ရက်နေ့မှာတာယာဝတီအချင်းထောင်ကနေပြီးတော့လွတ်ရဆေးလို့ပြန်လွတ်လာတဲ့နိုင်ငံရေးအချင်းသူတအုပ်ဖြစ်သူမမိုးဆန်းစုကြည်ကိုစစ်တပ်ကအကြမ်းဖက်ဥပဒေပုံမှန်52ကကြီးနဲ့ပြန်လည်ဖမ်းဆီးလိုက်တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအချင်းသားများကွန်ရက် PBNM ကသတင်းထုတ်ပြန်ထားပါတယ်။ စေကောင်စီကနိုင်ငံရေးအကျဉ်းသားတွေကိုလွတ်ရဆေးတဲ့အခါမှာထောင်မိုးဝမှာပဲပုံမှန်အမျိုးမျိုးပြန်တက်ပြီးတော့ပြန်လဲဖမ်းဆီးအမှုတပ်တာတွေကိုရည်ရွယ်ချက်ရှိရှိလှုပ်ဆောင်နေပြီးတော့မမိုးဆန်းစုကြည်အပါအဝင်ပြန်လဲဖမ်းဆီးခံရသူစုစုပေါင်း84ဦးရှိလာပြီးဖြစ်ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PBNM ကအသိပေးထားပါတယ်မမိုးဆန်းစုကြည်ဟာ2021ခုနှစ်မေလ9ရက်နေ့ကရန်ကုန်မြို့လှဲတမ်းမှာဖမ်းဆီးခံခဲ့ရပြီးတော့ ပုံမှန်905ကကြီးနဲ့စက်ခွန်တစ်တို့နဲ့အင်းစိန်ထောင်းမှာထောင်းတန်း6နှစ်ချမှတ်ခံလိုက်ရတယ်လို့သိရပါဗျ2023ခုနှစ်ဇွန်လ9ရက်နေ့မှာအင်းစိန်ထောင်းကနေတာယာဝတီထောင်းကိုပြောင်းရွှေ့ခဲ့ရတယ်လို့သိရပါဗျ၄နှစ်ကျော်ကြာလွတ်ရစေလို့ပြန်လွတ်လာခဲ့ပေမယ့်စစ်ခွေးအုပ်စုကထောင်းဘူးဝမှာပဲအကြမ်းဖက်ဥပဒေပုံမှန်52ကကြီးပြန်တက်ပြီးတော့ပြန်လဲဖမ်းဆီးလိုက်တယ်လို့ PPNM ကအသိပေးထားပါတယ် ရက်ပြည့်နဲ့ထောင်ကလွတ်ရမှာပါအဲ့ဒါကိုတာယာဝတီရဲစခန်းက50နှစ်ကာကြီးနဲ့အမှုထပ်ဖွဲ့ပါတယ်လို့နှိစက်တဲ့နိုင်ငံရေးသမားတို့ကပြောပြထားပါတယ်အသက်33နှစ်အရွယ်မတ်မိုးဆန်းစုကြည်ဟာ NLD ပါတီလူငယ်တာဝန်ခံဖြစ်ပြီးတော့ဖခင်ဖြစ်သူဥညိပုလို့ပဲဒေါအောင်ဆန်းစုကြည်ကိုချစ်ခင်လေးစားသူဖြစ်တယ်လို့သိရပါတယ်ဥညိပုဟာ1990ရွေးကောက်ပွဲမှာ NLD ပါတီကိုစားပြုရွေးကောက်ခံခဲ့ရပါမယ်အကြမ်းဖက်စစ်ခွေးအုပ်စုရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရပြီးတော့ထောင်ဒဏ်10နှစ်ချမှတ်ခံခဲ့ရပါတယ် ဒေါအောင်ဆန်းစုကြည်ကိုချစ်ခင်လေးစားသူဖြစ်တာကြောင့်သူ့ရဲ့သမီးဖြစ်သူရဲ့နာမည်မှာလဲမိုးဆန်းစုကြည်လို့အမည်ပေးခဲ့ပါတယ်။ဦးညီပုဟာ2015ခုနှစ်ရွေးကောက်ပွဲမှာဂွားမြို့နယ်ပြည်နယ်လွတ်တော်မဲဆန္ဒနယ်အမှတ်နှစ်ကအနိုင်ရရှိခဲ့ပြီးတော့2016ခုနှစ်မတ်လမှာရခိုင်ပြည်နယ်ဝင်းကြီးချုပ်ဖြစ်လာခဲ့တယ်လို့သိရပါတယ်။2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့စစ်တပ်အာဏာသိမ်းပြီးတော့ဦးညီပုဟာဖမ်းဆီးခံရပြန်ပြီး ်ရာသတ္တိဥပဒေပုံမှ905ခါခွေအဂတိလိုက်စားမှုဥပဒေပုံမှ95နဲ့ရွေးကောက်ပွဲဆိုင်ရာဥပဒေပုံမှ130ကာကြီးပုံမှတွေနဲ့စေကောင်းစီကတရားစွဲဆိုပြီးတော့ထောင်ဒဏ်10နှစ်ကျော်ချမှတ်ခံထားရတယ်လို့သိရပါဗျ။မတ်မိုးဆန်းစုကြည်ကတည်ငြိမ်ပြီးရဲရင်ပြတ်သားတဲ့အမျိုးသမီးဖြစ်ပါတယ်။စနစ်လဲကြတယ်။သူကနိုင်ငံရေးဂုဏ်သိက္ခာရှိတယ်။အမှုထပ်ဆွဲတာကတော့စစ်ခွေးအုပ်စုရဲ့အကြောက်တရားပါပဲလို့နိုင်ငံရေးအကျဉ်းသားဟောင်းတအုပ်ကမှတ်ချက်ပြုထားပါဗျ။ အကြမ်းဖက်စစ်ခွေးတပ်ဟာလွတ်ရဲစေးလို့လွတ်လာတဲ့နိုင်ငံရေးအကျဉ်းသားတွေကိုအခုလိုမျိုးထောင်ဘူးဝမှာပြန်ဖမ်းတာဟာရည်ရွယ်ချက်ရှိရှိလှုပ်ဆောင်နေတာဖြစ်တယ်လို့ PPNM ရဲ့တာဝန်ရှိသူကပြောဆိုထားပါတယ်။တကယ်လို့ရှိရင်သူတို့အမှုတက်ချင်တယ်ပုံမှန်တက်ချင်တယ်ဆိုလို့ရှိရင်လေတရားပြန်ဆွဲလို့ရတယ်။ဒီကြားတဲ့ကာလမှာပဲလေမမိုးဆန်းစုကြည်ဆိုရင်၄နှစ်နဲ့၃လလောက်ကြာပြီးအကျဉ်းအောင်ထဲမှာနေခဲ့ရတာဒီကြားထဲမှာသူတို့ဘာသာအမှုတက်ပြီးတော့တရားဆွဲလို့ရတယ်။ ဲ့ဒါကိုမလုပ်ဘဲနဲ့ဒီလိုပဲဇက်တိုင်နေလာခဲ့တာလွတ်ရက်စေပြီဆိုတဲ့နေ့ကြမှာထောင်မူဝါမှာပြန်ဖမ်းတယ်ဆိုတာဒါစိတ်ကိုတတ်လိုက်တာပဲယူရချက်ရှိရှိနဲ့ကိုညှဉ်းပန်းနှိပ်စက်တဲ့သဘောပဲဖြစ်ပါတယ်လို့ PBNM ရဲ့တောင်ရှိသူကပြင်ပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolute Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့ အချမ်းမဲ့စစ်အာဏာရှင်စနစ်စိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ